ရာမဲကောင်းတယ်ဆိုတော့ဂုတ်ကြီးအိမ်နေတလောက်ပဲရှိတယ်။ဗရိတ်မြန်လုံးမဲမိန်လာများမန်ချက်စတာဖောစံကနေပြန်လဲကြိုလိုက်ပါရင်ယူရဖေနေရှင်းလေးရဲ့ဘောလုံးပွဲအဖြစ်ကစားခဲ့ကြတဲ့ပေါ်တူဂီနဲ့စပိန်တင်းတို့ရဲ့ပွဲစဉ်မှာတော့ပွဲချိန်မိနစ်130တိတပန်တကိုစီတင်ရလည်းပဲထွက်ပေါ်ခဲ့လို့ပနာဒီအဆုံးဖြတ်တိရောက်သွားခဲ့ရပါရင်ပနာဒီအဆုံးဖြတ်မှာတော့ပေါ်တူဂီအသင်းကစပိန်အသင်းကို9ကို3ကိုနဲ့အနိုင်ယူပြီးတော့နေရှင်းလေးချန်ပီယံဆုလားကိုသိမ်းပိုင်နိုင်ခဲ့ပါရင်ဘောလုံးပွဲဖြစ်တာကြောင့်နှစ်သင်းလုံးကအတောင်တင်းဆုံးလူစင်းနေတဲ့ပွဲထွက်လာခဲ့တယ်လို့ပွဲကလည်းတော်လေးမြိုင်ဆိုင်ခဲ့ပါရင်စပိန်အသင်းကပေါ်တူဂီအသင်းကိုနှစ်ချိန်တိုင်တိုင်ဥဆောင်နိုင်ခဲ့ပေမယ့်ပေါ်တူဂီအသင်းကနောက်ကနေလိုက်ပြီးချီပါကိုတွေသိမ်းယူသွားခဲ့တာပါ စပိန်သင်းရဲ့ကျယ်ဝင်ကစားသမားလေးတော်မဲကလည်းဒီပွဲမှာခြေစွမ်းကောင်းနေပြသနိုင်ခဲ့ပါတယ်။ဒါပေမဲ့အသက်18နှစ်အရွယ်ကစားသမားအတွက်ကတော့ဒီပွဲကအထွေကြုံနုနယ်သေးတယ်လို့ပဲပြောရပါမယ်။ရာမေကအသက်အရွယ်ကြောင့်အသင်းကိုဥဆောင်နိုင်စွမ်းမရှိသလိုအသင်းကိုပါဝင်ပတ်သက်မှုလည်းလုံးဝပေးနိုင်ခဲ့ပါဘူး။အထူးသဖြင့်ရာမေဟာပေါ်တူဂီနောက်ခံလူနူနိုမန်ဒက်စ်ကိုကြော်ဖြတ်ထားနိုင်ခြင်းမရှိခဲ့တာပါ။ဒီမှာတော့အသက်40ကျော်အရွယ်ရော်နယ်ဒိုကအထွေကြုံရင်းချက်မှုတွေနဲ့အတူပေါ်တူဂီအသင်းကိုအကောင်းဆုံးဥဆောင်ထားနိုင်ခဲ့ပါတယ်။နောက်တစ်ခုကနေအသင်းရှုံးနေနေချင်းရန်ဒိုကအသင်းအတွက်ဖိုးတန်ချီပါကိုကိုသွင်းယူပေးသွားခဲ့တာပါဒီကိုကြောင့်ပဲပေါ်တူဂီအသင်းကဘောလုံးပွဲအထိတက်လန်းလွှားနိုင်ခဲ့တာပါ အသက်အရွယ်ရနိုင်ပေမဲ့ရော်နယ်ဒိုက10ကျော်သက်တူလို့ပဲအသင်းအတွက်ပြေးလွှားကစားနေကြတာပါလူငယ်တွေကိုကောင်းနေဆိုတာဒီအဖိုးကြီးအိတ်နေတဲ့လောက်ပဲရှိတယ်ဆိုတာရန်ဒိုကပြသခဲ့တာပါဒီနေ့ဒီဆက်မှုကတော့ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ